အားလုံးပဲမင်္ဂလာပါများဆိုင်းတဲ့တဲ့ထားတာမှာပြလဲကျူစွာလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖန်တီးရတော့ယနေ့၁၀ရက်၅လ2025ပေါကူတော့သဘောဟင်းပိုင်ရဲကူတို့ပြောတာတဲ့စီရေးချင်းလေးများကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒွဲမှာသူတို့သုံးပါယနေ့စီရေးချင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့တဲ့ထားတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 10ရက်9လ2025ကျွန်တော်အဖြစ်ကံပေါ်နဲ့အမုန်းခံလူသားကနေတမလောကဘဝဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အဘတို့ချုပ်ကြီးဦးစိုးဝင်းနာဆာကအဖွဲ့ဝင်တရလုံးအပါဝင်အေးချမ်းတော်နေတိုင်းနဲ့ပြည်သူလူထုတက်မတော်နဲ့တက်မတော်သားမိသားစုတွေကိုမြေပြင်ရရှိတဲ့တရင်အချက်လက်တွေကိုတည်ရှိစေခြင်းနဲ့စိတ်တခုနဲ့တင်ဆက်ပေးနေတာဖြစ်တယ်ပေါ့နော်။မကွေးတိုင်းမင်းလားမြို့နယ်မယ်စလီတော်ချေးရွာအုတ်ချုပ်ရိပ်မှုဦးမြင့်လွင်မှချေးရွာနေပြည်သူမိဘတွေထံမှတလလျင်9000ပေးရမည်ဟုတောင်းရမ်းနေပါလေ။ဘယ်သူကိုတိုင်ပြီးဘလို့လောက်ရမယ်မသိဖြစ်နေပါလေ။အသက်16နှစ်ပြည့် သားသမီးတွေလည်းစိတ်ညစ်နေကြပါတယ်အစည်းအဝေးမလာတဲ့မိဘတွေရဲ့သားကိုမဲပေါက်တယ်ပြောပြီးတတဲထဲဖို့လှုပ်တယ်ကြံကလေးမိဘတွေကိုတော့လာခြင်း9000ကျပ်ပုံမှန်ပေးကြဖို့အစည်းအဝေးမှာပြောတယ်ဗျာတဲ့နော်အကူကြီးပါဦးနဲ့မိဘတော်တော်များများကြုံရလှုပ်ရတဲ့သူတွေဖြစ်တယ်တဲ့မပေးခြင်းတလို့မပေးနိုင်တဲ့သူကများပါတယ်တဲ့အခုခုတမတရားတင်မှာပါတာမော်တာတက်တစည်းတည်းတဲ့ကျွန်တော်လည်းနားမလည်ရတော့နော်အခုခုမျိုးနဲ့တဲတော်ရွာမှာဖုန်းကြီးကြောင်းတဲ့သူလေဒီဘုံတလုံး တဲတော့ရွာထဲမှာတလုံးစုစုပေါင်းနှလုံးချရ PDF 9ဦးတက်မနေသေးသေးဆိုးကြတင်ရရှိပါတယ်တဲ့ထိုအထဲမှာပြည်သူဆိုသောပြည်သူမဟုတ်သူတဦးပါတဲ့ဥပုံရှင်နဲ့တပုံပြည်ဖြတ်နေတဲ့ရွာပြည်သူမနေရဲတဲ့ရွာမှာတက်မတော်ကချလို့သိရင်ပြည်သူလို့အော်အော်နေတဲ့အပိန့်တွေတည်အောင်ကျေးဇူးပြုပြီးပြောပြပါတဲ့နော်နောက်တစ်ခုကတော့ မနေ့ကညောင်မြို့နယ်စင်ကူးတိုင်းနယ်ဘက်ကျန်းကစင်ကူးရဲ့အရှိတောင်ဘက်ရှိငကယုံတောရကျောင်းဆရာတော်နှစ်ပါးကို9ရက်9လ2025ရက်တွေကအကြမ်းဖက် PDF တွေဖမ်းဆီးခေါ်ဆောင်သွားပါလေတဲ့ညောင်ဦးမကမြို့ပေါ်အနီးတစ်ဝိုက်ကလွဲရင် PDF တွေစိုးမှုနေတဲ့ရွာတွေတနေ့တက်တနေ့ပုံများလာပါလေတဲ့ညောင်မြို့နယ်မီးလောင်ပြားတောင်ရွာအနောက်ဘက်ကျအိုကျွန်းအနောက်ဘက်တောင်ဘက်ရှိတရက်ချံမှာအကြမ်းဖက် PDF များစခန်းကျနေတဲ့ကျောင်းဒေသခံတွေကသတင်းပေးပို့ထားပါလေအဲ့ဒီ ဘေးပတ်တဲ့ရှိလေခွင်းများမှာလဲလေယာလုတ်သားအတွင်ယူပြီးစစ်တောင်းအလာကိုကင်းဆောင်နေတိုင်းတဲ့ကြောင့်သိရှိရပါတယ်။မြောင်ဦးမြို့ကအကြမ်းဖက် PDF တွေကပြီးခဲ့တဲ့လပိုင်းမှာ NUG ရဲ့လက်အောက်ကနေနှုတ်ထွက်ကြောင်းထုတ်ပြန်ထားပါတယ်တဲ့။ပြည်သူထောက်ပံ့ငွေနဲ့တော်လန်ရေးဆက်လုပ်မယ်လို့အတန်ကောင်းခင့်နေပေမဲ့လက်ရှိမှာတော့ငတရောင်းနဲ့စင်ကူဘက်မှာရှိနေတဲ့စစ်ကြောင်းအယောက်အပေါက်နဲတဲ့ကျေးပါတွေကိုအနုကျန်းစီလူတက်ဓာပြတိုက်ထင်းတိုင်းကျဲနေတာတွေကိုတက်မတော်တာဝန်ရှိလူကြီးမင်းများဒီတိုင်းကြည့်နေတော့မှလားသာသနာနယ်မြေမှာဆရာတော်တန်ဃာတော်တွေအကျမ်းဖက်ခံရတာအတွက်ဗုဒ္ဓဘာသာဝင်တို့ဦးယင်ထဲမှာများစွာစင်ကောင်းဖြစ်မိပါတယ်တဲ့ နောက်ပါကတိုင်းမူကြီးနဲ့တက်မတော်တာဝန်ရှိအကြီးအကဲများတည်အောင်ကိုဖုံးပြောပေးဖို့မြစ်တာရက်ခံပါလေလေးသားပါလေကိုဖုံးနဲ့စတုံးရဲ့လေးလ2025ရဲ့နေ့မှာဝေဖလာချေးွာကားဝက်ချော့လောက်ကန်သူဘိုးကိုထွန်မှာဟိုးမင်းလေးစိတ်တို့ကားပစ္စည်းလာယူတာအချိန်နောက်ကြပြီဟိုးမင်းမှညအေးရပါတယ်တဲ့ထိုညမှာတငယ်ချင်း၃ယောက်မိုးကိုထွန်တန့်စင်ထွန်တိန်တိန်အောင်ခရိုင်ထွေရုံအငယ်တန်းစီစုံကြရတိန်တိန်အောင်ထွေရုံစီမှာ KTB တို့အဓမ္မပို့ခိုင်းပါတယ်တဲ့ညနေပြီမပို့နိုင်ဘူးပြောတော့ငါကထွေရုံကပါငါတောင်းယူပါတယ်မင်းတို့လိုက်ပို့ရမယ်ဟုအနိုင်ချင်းပို့ခိုင်းတဲ့အခါသူ့ကိုကြောက်လို့လိုက်ပို့တဲ့အခါဟိုးမင်းဟိုးမင်း ဘုံမလေးပြည်သူစေယုံရှိလန်း၌ညာကင်းလက်နေသောအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့တဲ့အခါတိန်းတိအောင်ကကင်းဖွဲ့သားများကိုဆဲဆူဆဲဆူစိန်ခေါ်ရန်စားပါလေတဲ့ထိုအခါသူနဲ့လိုက်ပါလာသူမိုးကိုတို့နဲ့တန်းစင်တို့တို့ကမပြောဆိုရန်ဒါလည်းမရပါဘူးတဲ့ကင်းဖွဲ့နဲ့ပြဿနာတက်ပြီးရဲစခန်းအချုပ်ထဲသို့ထည့်ကန်လိုက်ရပါလေတဲ့စခန်းရောက်တော့တိန်းတိအောင်ထွေးဥစည်းကိုညာရင်းချင်းပြန်ထုတ်သွားပြီးကြံနေရောက်ကိုအခုချိန်ထိအချုပ်ထဲမှာမျိုးနဲ့အုပ်ချုပ်ရေးအဖွဲ့မှထည့်ကန်ထားပါလေတဲ့စစ်မှုထမ်းတဲ့သူထည့်မိဘူးပြောနေပါလေတဲ့နော်မိုးကိုတို့ဆိုသူကမင်းကင်းမျိုးနဲ့ မဲမဲရွာသားဖြစ်ပြီး PDF ရန်ကြောင်ရွာမှာနေလို့မရပဲစစ်ဆောင်ကဟ ோம் လင်းမြို့နယ်တွင်ကားဝတ်ချုပ်လုပ်ကညီမအငယ်အတွက်ចောင်းစာရိတ်ခါရှာမိဘကိုလှုပ်ကြွေးမွေးနေသူဖြစ်ပါလေတဲ့သူတို့ထွေရုံစည်းရေးကိုတော့လွတ်လိုက်ပြီးကြံရောက်ကိုဥပဒေနဲ့မညီပဲအရင်အားထဲမှာစစ်မှုထမ်းတဲ့သူထက်မြူဆိုကယနေ့အချိန်ထိအချုပ်ထဲမှာထည့်ထားပါလေတဲ့အထက်လူကြီးမင်းများသိရှိစေရန်ပြောဆိုတင်ပြပေးပါရင်ကိုစော်ဘုံဝင်းကိုအတနာခံအကူအညီတောင်းရပါလေတဲ့မင်္ဂလာပါကိုဘုံနဲ့အင်းတော်ရွာမှာဆုတ်ခွာလာသော KIA PDF ရဲ့အကြံဖက်များသည့်ပင်ခုတ်ရွာသို့ကားနာသည့်ဖြင့်ဆုတ်ခွာလာခဲ့ကြပြီးပင်ခုတ်ရွာသားများသည့် ပင်ကုတ်ရွာသားများသည့်တပြေးပန်းကတ်များနှင့်ကြိုးစုံနေကြပြီးဓမင်းများလည်းချက်ပြုတ်ကျွေးမွေးနေကြပါလေ။အကြမ်းဖက်များစီးဝင်လာတော့ကားမျိုးသားများမှာဖိုးဝီကားအဖြူရောင်နောက်ဖွင့်သတိကောင်၄စီးအယောင်မှာပန်းရောင်လိမ္မော်ရောင်စစ်ရောင်ကနစီအားလုံး၅စီးပါလေ။၎င်းတို့လက်ရှိအုပ်ပုံထားတဲ့နေရာကတော့ဥခင်မောင်ထွေးဥခင်မောင်ဆွေရောဘာချမ်းမှာအုပ်ပုံထားပါလေတဲ့နော်။အများဆုံးလုတ်ပေးစီလိုပါတယ်အကိုတို့ကာကြုံကြီးကိုတင်ပြပေးဖြစ်နိုင်စပီကာကနေမအော်သေးပဲအလုတ်လုတ်တဲ့လူကြီးကိုတိုးတိုးတိတ်တိတ်တရေပေးစီလိုပါလေတဲ့။နော်ကျွန်တော်ကတော့ဒါပေးတော့ပေးထားပြီးပြီပေါ့နော်။ဒါဟိုပေးထားလို့ဟိုမှဖြစ်တဲ့အချိန်ကြရင်တော့ ဟိုဘာပဲပြောအနေသားဖြတ်သွားအောင်တော့ကိုကလောက်ရမှာပဲလीနော်အဓိကကကိုဘက်ကိုကြားရောက်လာမယ်ကြီးတောင်ပဲဖြစ်ဖြစ်တနက်တက်တက်ပဲဖြစ်ဖြစ်ရှင်းလင်းသွားရင်ကိုအတွက်အနေပူကင်းတာပေါ့အခုရေးတဲ့မန္တလေးမြင်းကျန်လမ်းပိုင်းအခုထိကားတွေမသွားရပါဘူးတဲ့အများလမ်းတော့95ဆင်းပြင်စီမှာတက်ရှိတယ်10မိနစ်လောက်သွား PDF gate တွေနှရိုးကြီး PDF တွေမန္တလေးရန်ကုန်သွားနေကြတာမဆင်နိုင်ဘူးနော်ရှောက်တော်တို့မှာ PDF gate စစ်တပ်နဲ့ပေါင်းစားနေတယ်ပြည်သူတွေရွာဝင်အတွက် PDF သတင်းပေးတာနားရီကွာတဲ့ခန်းစင်ကျေးရွာစစ်တပ် gate ခန်းစင်ကျေးရွာနဲ့ပြင်စီရွာကျေးရွာ PDF gate ကြီးပဲမရှင်းလင်းမဲ့ထားတော့နေရာ ဓာတ်ကိုကြောက်နီးရဓာတ်ကိုနီးရဓာတ်ကိုကြောက်နေရတော့အေးချမ်းစွာနေလိုတဲ့ပြည်သူတွေအသက်ပေးကြောက်တော့ PDF တဲ့ဝင်ကုန်ကြတာမနေတော့ဘူးတဲ့မန္တလေးတိုင်းမိုးကြီးကိုပြောပေးပါအောင်ညီလေးဖုန်းတရင်ထူးရင်ပြောမယ်တဲ့နော်ပြည်သူကထွက်တဲ့စစ်ကြောင်းစိန်ပန်းကံရွာနာအတိုက်ခံရတာပြည်သူစစ်တပ်ကဖျက်ဆီးတွေရှိနေပြီတဲ့တက်ပြောင်းခိုင်းပြီးနေပြည်ရှင်းလင်းပေးစီလိုပါတယ်ညီလေးတဲ့အဲ့ဒါကျွန်တော်ကမနေရတော့ကကျွန်တော်နဲ့ခင်ဗျရင်းနှီးတဲ့လူပေါ့နော်အဲ့ဒီအញ្ញံလမ်းမှာသွားတော့တနအိုင်နဲ့ အဲ27မိနစ်လာမသိဘူးပေါ့နော်ကျွန်တော်ကလည်းဒါတို့ကလည်းအဲ့ဒီ PDF ကိုတွေ့လိုက်တယ်တွေ့လိုက်တော့တို့ကလည်း PDF တွေ့တော့တို့က PDF ကိုကြောက်တာပေါ့တို့ကတော့ကျွန်တော်ပြောတာ329မိုင်မှာလို့ပြောတာပေါ့နော်ဒါပေမဲ့329နဲ့25မိုင်နဲ့ကတော့အ2မိုင်မဲဝေးတော့ဘာမှမဝေးဘူးအဲ့မှာတို့ကကားမောင်းပြီးတော့မှတို့ကိုတွေ့လိုက်တော့ကျွန်တော်လမ်းပြီးတော့ပြောတယ်ကျွန်တော်လမ်းပြောတော့ကျွန်တော်ကလည်းလူကြီးတွေလည်းပြောတယ်နောက်တော့ဒီလဘခတိုင်းကတက်နေမှုကြီးကိုလည်းကျွန်တော်ပြောတယ်နာမည်တော့မပြောတော့ပါဘူးပေါ့နော်ဒီမှာတက်နေမှုကြီးကိုပြောတဲ့ချိန်မှာတော့ကျွန်တော်နောက်ကျနေတာပေါ့ဟိုကျွန်တော်ကလည်း ိုပွင့်ဝင်လေးလေးပေါ့ဗျာနိုင်ငံချစ်တဲ့လူမျိုးကိုချစ်တဲ့ကိုတက်မလို့သားကိုလည်းချစ်တော့တွေးပြီးတွေးရတယ်အကုန်လိုက်ပို့တာပို့ပြီးတော့နောက်တော့မှကျွန်တော်ဟာဒီတရင်ကလာပါကတိုင်းမှုကြီးကြီးကိုပို့ရမယ်တရင်ပဲဆိုပြီးတော့အဲ့မှာကျွန်တော်ဗိုလ်ချုပ်တယောက်ရဲ့ဖုန်းရှိတော့ကျွန်တော်ဗိုလ်ချုပ်ကိုဖုန်းဆက်ပြီးတော့ဗိုလ်ချုပ်ခင်ဗျာအဲ့329မိုင်မှာနော် PDF တွေဟိုတက်နေတယ်ဆိုတော့အဲ့တော့ဗိုလ်ချုပ်ကလည်းအတီပူပီလုံနေကိုင်းနေတယ်ပြောပြီးဖုန်းချသွားပြီးတော့ကျွန်တော်ဖုန်းပြန်ဆက်လာတယ်ဗိုလ်ချုပ်ကဟိုအဲ့ဇော်ဘုံရင်းနဲ့ညီလေးတွေဘယ်နှစ်နာရီလောက်ကလဲဆိုတော့ဗိုလ်ချုပ်လို့ကျွန်တော်ဟိုခီးသွားတယ်ကျွန်တော်အတီးရကျွန်တော်လန်တရင်ပြတာကျွန်တော်ဘုံနေရသူကတိတာဟိုတနာရီနဲ့20မိနစ်မှာကျွန်တော်ဆက်ထားတာပါဗိုလ်ချုပ်ခင်ဗျာလို့ အဲ့နဲ့အေးတယ်ငါတို့လည်းလုံးနေကိုင်းနေတယ်အဲ့တော့ဟိုဖြစ်တာတော့အဲ့ဒီအမြန်လမ်းပေါ်မှာမဟုတ်ဘူးအမြန်လမ်းပေါ်မှာသွားတယ်လို့ကသူကတွေးလိုက်တာပေါ့ဗျာဒီကောင်းလေးဘယ်လိုသွားတယ်လို့ကျွန်တော်လည်းမသိဘူးအဲ့လိုတွေးတော့ပြောတာပေါ့ကျွန်တော်အဲ့တော့တိုက်ပွဲဖြစ်သွားတာက325မိုင်နဲ့ဝေးတယ်ဝေးတယ်အောက်အောက်ချမ်းမှာဒီကောင်းလေးဖြတ်တဲ့အချိန်မှာတွေ့တာနေမှာပေါ့ဘယ်လိုဖြတ်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့ဒါတော့အဲ့တော့ဟိုခီးသွားပြည်သူကလည်းသူကတိလို့တင်ပို့တာဒါပေမဲ့အောက်တော့ထဲမှာဟိုထဲမှာဖြစ်ကြတာနေမှာအဲ့မှာဖြစ်တော့တိုက်ပွဲကိုတတ်မတော်အနေနဲ့တလက်တလောင်းနဲ့တလက်ဗီဒီယိုတလောင်းနဲ့တလက်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဟို တက်မတော်ကတော့ဒီ PDF တွေကဒီအမြန်လမ်းပေါ်တက်တက်လာတာသူကနိုင်ငံရေးအမြတ်ထုတ်ဖို့လည်းများတယ်ပေါ့နော်နိုင်ငံရေးအမြတ်ထုတ်တာပေါ့နော်အဲသူအမြန်လမ်းကိုတက်လာတယ်လို့ဘာဖြစ်လို့ညာဖြစ်လို့နော်ဒီခွေးမိုက်တွေဒီလောက်ထိနော်တိုင်းပြည်ကိုဖျက်ဘယ်လောက်ထိဖျက်ဆီးမလဲတော့မသိဘူးနောက်တစ်ခုကကျွန်တော်တခုပြောမယ်နော်မမိုးကန်ဆိုတဲ့မိမနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီညမှာကိုကိဘုံခန့်နဲ့နော်ကိုကိဘုံခန့်ဆိုတာကျွန်တော်မသိဘူးကိုကိဘုံခန့်ကသူ့ဘုံနဲ့မနဲ့ကျွန်တော်ကိုဆက်လာတယ်နော်ကျွန်တော်ဒီနေ့ကိုကိဘုံခန့်ကိုပြန်ဆက်တယ်ကိုကိဘုံခန့်မကောင်းဘူးလားဘုံမကန်ဘူးနော်ကျွန်တော်ပြောချင်တာဘုံကန်ရမယ်ကျွန်တော်ကိုဆက်တော့ဆက်လာပြီးတော့ကျွန်တော်ဒီသတင်းတော်ရှင်းလင်းပွဲနဲ့တောင်းပန်ပါမယ်လို့ဘာလို့ ကျွန်တော်အသက်နဲ့ရင်းဒီအာမခံပြီးကျွန်တော်ပြောရတယ်ကျွန်တော်လုံးဝမပြောခဲ့ဘူးเนาะအဲ့တော့ကျွန်တော်ဒီည YouTube လိုက်မှာကျွန်တော်အဲ့ဒီအသံဖိုင်ကိုကျွန်တော်ဖွင့်ပြပေးမယ်เนาะကိုကေဖုန်းကကျွန်တော်ကိုဆက်သွယ်လာတာเนาะကျွန်တော်ဘယ်တော့မှကျွန်တော်မတောင်းမှန်ဘူးတောင်းမှန်စရာအကြောင်းလည်းမရှိဘူးကျွန်တော်နာမည်ဇော်ဘုံဟေးเนาะအသက်တာသေးခံမှာပြောရင်မင်္ဂလာပါဗျာဒီနေ့ဟာ၁၀ရက်၅လပိုင်း2025ဖြစ်ပါတယ်ဗျာခေါင်းစည်းလေးကတော့မျိုးချစ်စိတ်နဲ့ကျွင်စိတ်ဆိုတဲ့ခေါင်းစည်းလေးနဲ့ဒီလူများအလုံးကိုအတိတ်တရားလေးတွေအမှန်တရားလေးတွေကိုချပြသွားမှာဖြစ်ပါတယ်ဗျာ ်ကိုကာကြောက်ကြီးနဲ့ပတ်သက်ပြီးဦးစင်းတော့တုံ့တက်မှာဖြစ်ပါလိမ့်မယ်ကာကြောက်ကြီးရုရှားပြည်နှစ်80ပြီပေါ့နော်အဲ့မှာအထူးဖိတ်ကြားချင်းခံရတာပေါ့နိုင်ငံပေါင်းစုံပေါ့နော်နိုင်ငံပေါင်းစုံထဲမှာမှရုရှားနဲ့ချစ်ချည်နိုင်ငံတွေကိုအများဆုံးဖိတ်တဲ့နိုင်ငံတွေပေါ့နော်အဲ့မှာနိုင်ငံတွေဖိတ်တဲ့အခါမှာနိုင်ငံတနိုင်ငံတွေပြောကြတာပေါ့နော်ပြောကြတဲ့အခါမှာအော်တရုတ်ကလည်းတရုတ်လိုဟိုဟာချိုးနိုင်ငံနဲ့ချိုးနိုင်ငံတို့ဘာသာစကားတွေနဲ့ပြောကြတာဒါမျိုးချစ်စိတ်ပဲနော် အမကာကြောကြီးအလဲမှာလဲကာကြောကြီးကဗမာလိုပဲမြမာလိုပဲပြောပါတယ်ပေါ့နော်ဗမာလိုပဲဗမာသကဗမာဗမာလိုပဲပြောပါတယ်ပေါ့ဗျာအဲ့ဒီချိန်မှာဗမာလိုပြောပါတဲ့အခါမှာပါလဲဆိုတော့ငါတို့အမေမေဒီဒီပိန်းနေပိန်းနေလို့ပြောရင်တို့ကမကြိုက်ဘူးဗျာနော်ငါတို့အမေမေတုံးသွားတယ်ဘယ်နိုင်ငံမှာမှအင်္ဂလိပ်လိုပြောတာဘယ်လိုမှအင်္ဂလိပ်လိုနိုင်ငံတကာမှာရေမောင်းအင်္ဂလိပ်လိုပြောတာဆိုဒီမှာနော်တချို့နှလုံးပိန်းတုံးနေဆိုရင်တော့အထင်ကြီးကြမှာပေါ့နော်အဲ့တော့ဥစဉ်တော့မြို့ချစ်စိတ်နဲ့ကျွစိတ်ကအဲ့လာပါကွာလာဗျာနော်ကာကျုပ်ကြီးကမြို့ချစ်စိတ်ကိုဗမာစကားကိုဗမာလိုပဲနိုင်ငံတကာမှာချပြသွားတာအဲ့တော့ရုရှားနိုင်ငံကိုဥစဉ်မရောက်ဘူးဗျာနော် ဥရားနိုင်ငံကိုရောက်ခူးကျင်လို့လေးလာရီခရီးသွားအောင်လို့လဲပတ်စပို့လေးရောက်တော့တင်ထားတယ်။နှစ်ယောက်အတူတင်တာကိုပေါက်ကိုတော့ဖြစ်တယ်ပေါက်ကိုတော့ဖြစ်နေလို့လားတော့မသိဘူး။လူများကအတူတင်တာအတူတယောက်ကပတ်စပို့ကရာပြီးသားဥစဉ်ကျတော့နေပြီးတော့ပြည်တဲ့အစ်တီတင်လိုက်ရတယ်ဆိုတော့လူချခရီးစဉ်မသွားလိုက်ရဘူးပေါ့ဗျာ။ပတ်စပို့မရှိတဲ့အတွက်ကြောင့်ပတ်စပို့လည်းကြားမလာဘူး။အားနဲ့ဘိုလ်ချုပ်စီတော့အကူအညီတောက်ထားတယ်တက်မြန်မာပြည်ဘိုလ်ချုပ်ဒလိုလေးတော့ရှိတယ်။ဥစဉ်ပေါ့ခရီးနေရာတွေလဲသွားကျင်တော့ပေါ့နော်ဒီအဲ့အတွက်ဥစဉ်ဟုတ်လား။ဘာကြောင့်ဥစဉ်ပတ်စပို့ကမကြားရလဲပေါ့နော်။ပေါက်ကိုတော့ဖြစ်နေလို့လားတော့မသိဘူးပေါ့ဗျာ။ဒါထားပါတော့ထားပါတော့နော်။ အဲ့တော့မြို့ကျစိတ်နဲ့ရုရှားနိုင်ငံမှာကအဲ့ဒီကညီပိနေညီပိတွေရုရှားနိုင်ငံအကြောင်းလေ့လာဖို့လိုတယ်ဗျာနော်ရုရှားနိုင်ငံမှာအင်္ဂလိပ်စကားပြောတဲ့သူအတိအမှတ်ပြုတယ်လားရုရှားနိုင်ငံကိုသွားလို့ရှိရင်အင်္ဂလိပ်လိုပြောရတယ်လားရုရှားနိုင်ငံရဲ့စိုင်းနေမှာအင်္ဂလိပ်လိုရေးထားတယ်လားရုရှားနိုင်ငံရဲ့ဒီလိုဥစဉ်လိုပညာရေးလိုပညာရေးမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားလားအင်္ဂလိပ်လိုတင်ရတယ်လားဆိုတာကိုတရားပြန်ပြီးမှလေ့လာပြုံစိမ်မွေးတဲ့သူတွေနော်ပြုံစိမ်မွေးတဲ့သူတွေရုရှားနိုင်ငံမှာအင်္ဂလိပ်လိုပြောလို့ဘယ်သူမှအရေးလုံပြီးမှမပြောဘူးနော်အရေးလုံပြီးမှပြောဘူးပူတင်ကြီးတရားနိုင်ငံသွားတယ်အင်္ဂလိပ်လိုပြောတယ်လား ဟိုတရုတ်တမနာကြီးသွားတယ်အင်္ဂလိပ်လိုပြောတယ်လားအခြားနိုင်ငံဟာရောလာတယ်အင်္ဂလိပ်လိုပြောတယ်လားအင်္ဂလိပ်လိုပြောတယ်လားဟောနထထိုင်ကြီးလာရင်တော့တော့အင်္ဂလိပ်လိုပြောမှာပေါ့အင်္ဂလိပ်လိုပြောမှာပေါ့သူကလည်းမျိုးချစ်စိတ်လေသူနိုင်ငံကသူနိုင်ငံလိုပဲပြောမှာပေါ့အင်္ဂလန်လာတယ်အင်္ဂလိပ်လိုပြောမှာပေါ့မြန်မာလာတယ်မြန်မာလိုပဲပြောမှာပေါ့ဒေါ်ဆန်းစုကြည်ကတခြားနိုင်ငံကိုငကိုကသွားတယ်အင်္ဂလိပ်လိုပြောတယ်ကျွန်စိတ်မပြောက်သေးလို့ကျွန်စိတ်ရှိနေလို့အကာတို့ကြီးကဗမာလိုပြောတာမျိုးချစ်စိတ်နဲ့ပြောတာမို့ကြောင့်အဲကျွန်စိတ်နဲ့မျိုးချစ်စိတ်အဲ့ဒီနေရာမှာကြွားတယ်ဆိုတော့တည်စေချင်လို့ အင်္ဂလိပ်စာတင်တာပဲဘာခဲနေအရာမှတ်လို့လေဟမ်အင်္ဂလိပ်လိုပြောတာကိုခင်ဗျာအင်္ဂလိပ်လိုပြောမှအထင်ကြီးတာလားတက္ကံကလေးတွေတွားဖေးရမှာရှင်းတဲ့ကလေးတွေလည်းအင်္ဂလိပ်လိုပြောတယ်ဒါပဲသင်ပြီးရင်ဥပိန္ဒရာကလေးလည်းအင်္ဂလိပ်လိုပြောတယ်ဒါပဲဟမ်အင်္ဂလိပ်လိုပြောမှအထင်ကြီးကြတာလားဒီပိန်းနေပိန်းနေလို့ပိန်းနေလို့ပြောရင်လည်းတကယ်လုံးဝလုံးဝမကြိုက်ဘူးနော်အဲ့တော့ရုရှားနိုင်ငံမှာကွာတော့ဂျင်းမောင်းနန္ဒထိုင်ရတယ်ဟုတ်လားအဲ့မှာ UNG ရအဖွဲ့တွေ UNG UNG ထောက်ခံရတူတွေကအာကြီးစန်းတဲ့မြန်မာနိုင်ငံကိုတိုက်ခါကြတယ်တဲ့မြန်မာနိုင်ငံကကြိုကြည့်ရတယ်ဩ အန်ယူဂျီကသူတို့ပြောတော့အစိုးရဆိုအဲ့လိုနိုင်ငံတကာအန်ယူဂျီကိုဖိတ်တာရှိဘူးလားနိုင်ငံတကာစည်းဝေးတွေမှာအန်ယူဂျီကိုလူလိုဆက်ဆံတာရှိဘူးလားလူလိုအတိအမှန်တူတာရှိဘူးလားရှိတာလေးရှိရင်ပြသန်းပါအန်ယူဂျီတကူးတကာဖိတ်တာရောရှိဘူးလားမလေးရှားနဲ့ CCTV လိုဟာမျိုးနဲ့ဗီဒီယိုကဟုတ်လားပြောတာမျိုးဟုတ်လားဒါကြီးကိုတယူးတလဲဘယ်ဝင်ဘလူကဘာကြီးနဲ့ပြောတဲ့ဒါလိုတခုံထဲမှာရေမောင်နှံ့ပြီးပြောတာရှိဘူးလားဒါလိုစည်းဝေးခန်းမကြီးထဲမှာနိုင်ငံတကာထဲမှာမျက်နှာကြိုက်မှာရှိတာရှိဘူးလားဟမ် ရှင်းဘူးလေလားကာယုတ်ကြီးဗမာလူပြောလို့လေဗျာကာယုတ်ကြီးကဗမာလူမျိုးဗမာလူပဲပြောမှာပေါ့မြန်မာလူမျိုးမြန်မာလူစကားဗမာစကားပဲပြောမှာပေါ့အင်္ဂလိပ်လိုပြောရမှာကျွတ်တော့အင်္ဂလိပ်လိုပြောကာယုတ်ကြီးလည်းတိုက်မှာမဟုတ်ဘူးလေလူတိုင်းလည်းကနိုင်ငံနိုင်ငံကားကသူ့နိုင်ငံစကားနဲ့ပဲပြောပါကြတယ်လေအဲ့မှာစကားပြန်ပါပြီးကြလေအဲ့မှာတို့တုတ်ခါတုတ်ပြန်ပြီးကြလေအဲ့မှာတိုက်ရိုက်တို့နိုင်ငံဟုတ်လားအင်္ဂလိပ်လိုရောရုရှားလိုအကုန်လုံးချိန်ပြီးကြလေအဲ့တော့ရုရှားနိုင်ငံရဲ့အကြောင်းတိတိကျကျလေ့လာကြအောင်ရုရှားနိုင်ငံကဘယ်လောက်မျိုးရှင်းစိတ်ရှိတယ်လဲဆိုတာကို ရုရှားနိုင်ငံမှာလူမျိုးတွေကိုဒေါ်စားတရားလေးလာခေးစဉ်သွားကြတဲ့အဲ့ချိန်မှာရုရှားနိုင်ငံဟာတရားဟုတ်လားအင်္ဂလိပ်လိုပြောတာကိုသဘောကျလားသူ့နိုင်ငံသကောက်အင်္ဂလိပ်လိုပြောလို့ရှိရင်အရေးလုတ်တယ်လားဟိုအလုတ်တယ်လားတရားကြည့်လာအောင်နော်ရုရှားကဒေါ်ရှားနိုင်ငံကရုရှားစကပြတခါခေါ်သွားတာရုရှားလိုပဲရှင်းပြမယ်ရုရှားလိုပဲတတ်သွားမယ်ရုရှားစာကြည့်လိုက်ဒီမှာအင်္ဂလိပ်စာကိုထားလာမဟုတ်ဘူးအဲ့ဒါလည်းတရားကြလိုက်လေးလာအောင်ဒီပိန်းနေရဲ့နော်ခင်ဗျားတို့ကပိန်းတယ်ပိန်းတယ်လို့ပြောရင်လည်းလုံးဝလုံးဝလုံးဝလက်မခံဘူးနော်လုံးဝလုံးဝလက်မခံဘူးနော် ဲ့တော့ဦးဇင်းတို့ကတော့ပြောပြီးတာရောင်ဆန်းစုကြည်နဲ့ကာကြောက်ကြီးတို့နိုင်ငံတကာသွားတဲ့အခါမှာအဲ့ဒီနေရာမှာမျိုးချစ်စိမ့်နဲ့ကျွန်စိမ့်ကအဲ့ဒီနေရာမှာကွာတယ်ကာကြောက်ကြီးဒီဘယ်နိုင်ငံဝဲလေးလာကြီးခရီးတို့ကတော့ဘယ်နိုင်ငံရပဲဖိဖိဗမာလိုပဲပြောပါတယ်အဲ့ဒါမျိုးချစ်စိမ့်ရောင်ဆန်းစုကြည်ဒီဘယ်နိုင်ငံသွားအင်္ဂလိပ်လိုပြောတယ်အဲ့ဒါကျွန်စိမ့်ကိုနိုင်ငံကဗမာလိုပြောတယ်အင်္ဂလိပ်လိုပြန်ပြရမယ်ရုရှားနိုင်ငံမှာဗမာလိုပြောတယ်ရုရှားနိုင်ငံလိုဘာသာပြန်ပြရမယ်ရှင်းရှင်းမယ်အင်္ဂလိပ်လည်းဘာသာပြန်ပြမယ်ခုဗမာစကားကိုတိမှပြုနောက်ဆိုပောက်ကူတော်တာလုတ်ပိုင်ခွင့်ရှိမယ်ပောက်ကူတော်တာမြန်မာနိုင်ငံမှာအခွင့်အရေးတစ်ခုခုတော့ ရှင်ဖရာအခွင့်အရေးတစ်ခုခုရှင်ဖရာအနေနဲ့တစ်ခုတည်းသောအရာကိုတောင်းပါဖရာဆိုလို့ရှိရင်အခြားနိုင်ငံတွေလိုတရုတ်နိုင်ငံလိုရှားနိုင်ငံတွေလိုအဲ့မြန်မာနိုင်ငံမှာတချို့ထိုင်းပုတ်တွေအင်္ဂလိပ်လိုထိတ်ကနေရေးထားရှိတယ်။အောက်ကဒီမှာဗမာလိုရေးတာတချို့ဗမာလိုတော့မရေးဘူး။ဥစဉ်ကတော့အဲ့ဒီဟာတွေကိုဗမာလိုရေးပလိုက်တယ်။အောက်ကအင်္ဂလိပ်လိုပဲရေးတရုတ်လိုပဲရေးရေးအပေါ်ကဗမာသာဗမာလိုပဲရေးရမယ်။အဲ့ဒီအောက်ကဒီမှာတရုတ်လိုပဲပြန်ပြန်အင်္ဂလိပ်လိုပဲပြန်ပြန်ပြိုက်တယ်လို့ပြန်။အပေါ်ကဗမာလိုပဲမြန်မာနိုင်ငံဗမာလိုမျိုးဗမာလိုပဲအတိအမှတ်ပြုရမယ်။အများတို့အဲ့ဂိုကန်တို့လောက်ကန်တို့ကိုသွားကြည့်လိုက်။ဝါပြူဘလို့စာရေးထားရလဲ သူတို့ဘာသာစကားသူတိုင်းသားသားနဲ့ပဲရေးထားတာအဘိုးကရေးထားတယ်အောက်ကဗမာလိုပြန်ပြန်လိုက်ပေါ့ကိုတော့အခွင့်အရေးတစ်ခုရခဲ့မယ်ဆိုရင်အခွင့်အရေးတစ်ခုအရှင်ဘုရားလိုချင်တဲ့အခွင့်အရေးကိုတောင်းပါဆိုလို့ရှိရင်အဘိုးကနေကျွတ်တို့ဗမာသားလိုရေးပေးပါဆိုင်တိုင်းဆိုင်တိုင်းနေရာတိုင်းနေရာတိုင်းမှာဗမာသားလိုရေးပေးပါအောက်ကနေအင်္ဂလိပ်လိုပဲရေးရေးတရုတ်လိုပဲရေးအဲ့တစ်ခုပဲအဲ့ဒါမျိုးချစ်စိတ်ပဲဘာကြောင့်ကြည့်ရလဲဒီတိုင်းမှာနိုင်ငံတကာသွားတာမျိုးချစ်စိတ်နဲ့သွားတာပဲဘောင်စန်းစုကြည်နိုင်ငံတကာသွားတာတွင်စိတ်နဲ့သွားတာပဲ ဲ့တော့ဒေါန်ဆန်းစုကြည်တာတမီတွေကျွင်းနော်ဒေါန်ဆန်းစုကြည်ကိုထောက်ခံတဲ့ AUG ကိုထောက်ခံတဲ့သူတွေကျွင်းစိတ်ဖြစ်ပြီးမှကျွင်းစကားပြောတာအထူးဆန်းမဟုတ်ပါဘူးဆိုတာကိုပေါ့ကိုတော့ကနေပြောချင်ပါတယ်ဗျအားလုံးတာပါပဲဗျဒါကြီးစုံကောင်းတောင်းပါလေဒါဘိုင်းကိုမျက်နှာမျက်ပိုင်းကိုတန်းကြောင်းအတန်းကောင်ပြောချင်ပါသေးဒီနေ့ကတော့ဆယ်ရက်ဆယ်ရက်9လ2025ပါနော် ဒီနေ့တရင်အကြောင်းအရာလေးတွေလည်းစေးတရင်အကြောင်းအရာလေးတွေလည်းပြောပါမယ်ငါအခုညောင်ခြေတော့ရမှာဖြစ်တဲ့ငါကိုရှိခွာစစ်ဖြစ်လာတဲ့စေးအကြောင်းလေးပြောပါမယ်အခုလောလောဆယ်ပထမဆုံးဒီနေ့ကန်ဆယ်မဲ့နိုင်ပါတယ်နံပါတ်26တဦးပေါက်ပါတယ်48တဦးပေါက်ပါတယ်55တဦးပေါက်ပါတယ်နံပါတ်26တဦးကတော့ဒီဖုန်းဆက်ပြီးတော့ကျွန်တော်ဒီပိုင်ရက်ကိုအကောင့်ကနေပြီးတော့ပိုင်ရက်ကို official account နေပြီးတော့တင်ပေးတာပါတယ်ကန်ဆယ်မဲ့နိုင်တဲ့ဥစ္စာတော့နော်အဲ့ဒီမှာဟိုအညာဒေတာတဦးပေါက်တယ်ပေါ့နော်နောက်တစ်ခုကျတော့ဟိုတက်မလို့ကတက်မလို့သားတက်ကြကြီးတဦးပေါ့သူကနေပြီးတော့မှအဲကန်ဆယ်မဲ့နှစ်ခုလုံးပေါက်တယ် သူပြောတဲ့နှစ်ခုပေါက်ပါတယ်ဗျာနော်အဲ့ဒါလည်းဒါသူကကန်တရားပေါ့နော်သူကဒါအလူတန်းနဲ့ဒါအလုပ်တဲ့ပုံကိုဖြစ်တယ်အဲ့ပုံကလည်းတက်ကြက်ကြီးသူကလာစားတော့မှချုပ်ပြီးတော့အခုလူဖြစ်တာအဲ့အဲ့ပုံကိုရှိတယ်ငါလင်းစလို့သူလာစားတလားစားလို့အခုလုံးတုပ်လိုက်တာအဲ့လိုမျိုးရှိတယ်အဲသူရှေ့တန်းမှာတော့ရောက်နေတာမျိုးရှိတယ်ကျွန်တော်ဖုန်းခေါ်တာခေါ်လို့မရအောင်နှစ်ခါခေါ်တာမရလို့ဖြစ်တယ်အဲပြီးတော့ကျွန်တော်အဲ့အဲ့ဒီဟိုနေမှာ ရတဲ့ဟာကကစားမဲ့ရတာ3သိန်းဆိုကျွန်တော်အဲ့ဒီမှာ2သိန်းထက်တဲ့5သိန်းပထမကျွန်တော်ကဟိုတယောက်ကကျွန်တော်ကိုခေါ်ပြီးတော့မဟုတ်ပေးထားတဲ့5သိန်းဆိုအဲ့လိုပေါ့7သိန်းဒီလူလိုက်ရလို့ဒါကောင်းပါလေဝမ်းသာပါလေတစ်ဖက်အဲသူကအမဟုတ်ကလေးအစီပြေးသွားတယ်ပေါ့နော်ပြီးတော့သူတို့အဲ့ငါမှာ7ဦးလောက်ရှိတယ်ဗျ7ဦးလောက်ရှိတော့ကျွန်တော်လည်းတက်နိုင်စူးစမ်းပေးပါမယ်လို့ပဲကျွန်တော်ပြောလိုက်တာမျိုးဆိုရှိတယ်ပေါ့နော်ကျွန်တော်လည်းတက်နိုင်တော့စူးစမ်းပေးပါမယ်ဒါလည်းကျွန်တော်ရဲ့အမှန်တရားပါပဲနောက်တစ်ခုခေါင်းနေပေါ့ဆရာမကြီးဒေါက်တာဒေါက်တာဆရာမကြီးတဦးကနေပြီးတော့မှအဲ့ဒါ9တောင်းပေါ့အဲ့ဒါလေးပါထည့်ပေးပါဆိုအဲ့9တောင်းလေးစမ်းနေဖို့ပါဦးကြောင့်ပေါ့ကျွန်တော်ထည့်ပေးလိုက်ပါတယ်လို့အဲ့ဒါလေးပြောချင်ပါတယ်နောက်အခုကျွန်တော် စီအကြောင်းအရာလေးတွေပြောမယ်ဆိုတာချွေချင်းညောင်ချီတော့ဘကူတိုင်းမှာချွေချင်းမျိုးနဲ့ညောင်ချီတော့ကြည်ရွာပေါ့နော်အဲ့မှာပွဲတွေကာနေတဲ့အချိန်မှာ KNU နဲ့ PDF ကမင်းကတလက်စံတော့အယောက်၃00လောက်နဲ့ဝင်လုံးနဲ့ပြန်ခွာလဲပြန်တက်လာတယ်ဖြစ်တယ်တောင်းတော့အပေါ်ကလေချောင်းနဲ့လာတယ်လေချောင်းပြန်သွားလာနဲ့အောက်ကလက်နဲ့ကြီးနဲ့ထူတယ်အဲ့လိုမျိုးပေါ့ဟိုလှုပ်ဆောင်နေပေမဲ့လည်းပဲသူတို့ရဲ့အောက်မှာမြေမြေပြင်မှာတကယ်တိုက်တာလူရန်ထောင်ကြီးပိုင်းနဲ့၃000လောက်နဲ့၃000လောက်မိပါနဲ့လာတိုက်တဲ့ခါကျတော့ ကြည်မိုးတွေရွာတယ်လို့ဖြစ်နေတာเนาะအဲ့တော့တောင်တော်သားတွေကဒီဘက်ကစကန်နဲ့တိုင်နေမှာလူအင်အားနေတယ်တမတွေဌာနချုပ်တွေမဟုတ်တဲ့ခါကျတော့လူအင်အားနေတာရှိတယ်တမဌာနချုပ်တွေလည်းတောင်းရှိကောင်းအဲ့လူအင်နေတဲ့ခါကျတော့နောက်ဆုတ်ပေးလဲတာရှိတယ်ခွာစစ်ပေါ့ဗျာခွာလိုက်တယ်ပြီးတော့ဒီကောင်တွေကတိုက်ပြီးတော့ဝင်လာတယ်ပြေခတ်ပြီးဝင်လာတယ်အထဲမှာတပ်ပုံတွေရိုက်တယ်ပြီးလဲပြီးတော့အပေါ်ကဗစ်တာတူတယ်အုံးဆိုလက်တက်သူတွေလက်ပြေးတဲ့လူတွေကပြေးအဲဖုန်းနဲ့ဒီလင်းရင်ပြန်သွားပြီဆိုဒီဘက်ကလက်နက်ကြီးနဲ့အိုင်ညာကိုပြန်ပြစ်ပြလဲဆိုဒီထဲမှာသူတို့အတွက်ကအဲအုံးနဲ့မှာ ကွင်းနဲ့ဝင်လာတယ်လို့ဖြစ်တာပေါ့နော်အဲသူတက်ဗော်လီဖြစ်ဖို့အတွက်ကွင်းနဲ့ဝင်လာတယ်လို့ဖြစ်တာပေါ့အဲ့မှာနောက်ဆုံးသူတို့မနေနိုင်တော့ဒိုင်ယာလေးပါညာနဲ့တောက်ဆော့ဆွဲပြီးဆုတ်ခွာလိုက်ဓာတ်ပုံရိုက်ပြီးတော့ရိုက်ပြီးထွက်သွားပြီအခုအဲ့ထက်မှတော့ဘာမှမရှိဘူးအဲ့ထက်မှနေတာနဲ့အဲ့နာမှရှိတဲ့ရွာလေးအကုန်လုံးကဒါလေကြောင်းနဲ့တုတ်တင်ရှင်းလင်းခံရမယ့်အရာရှိတယ်ဒီနေ့လည်းအခုကျွန်တော်ပြောနေတဲ့အချိန်မှလည်းဒါလေကြောင်းနဲ့တောက်ဆော့ သွားနေတယ်ဆိုတာမျိုးရှိတယ်အဲ့မှာရှိတဲ့တိုင်းမှုတွေအဲ့မှာရှိတဲ့ပြူဝါမှုတွေနောက်ကနောက်တကယ်ဒီတက်ဆက်ကလေကျွန်တော်တို့ဒါကာကွယ်အဲ့ညိကိုကြည့်လို့ကျွန်တော်တို့ကလေးစားပါတယ်အဲ့ညာကြီးရလဲပဲကျွန်တော်တို့ကြာအခုချိန်မှာကျွန်တော်တို့ရဲ့တာမန်ရကြာဆုံးလို့မရတော့ဘူးဆိုတာကိုဒါတက်မလို့မှာညိကိုကြည့်ကဒါသိရှိပြီးသားဖြစ်တယ်ကျွန်တော်တို့ကြာဆုံးပြီးဆုံးရှုံးမှုပြီးမယ်ဆိုလို့ရှင်လို့ရှင်ကမ္ဘာအလယ်မှာလည်းမျက်နှာတော်တော်ငယ်သွားမှာဖြစ်တယ်တက်မလို့ကအဲ့လောက်ပဲအဆင်တန်းမလားအဲ့လောက်ပဲရှိတာလားဆိုတာမျိုးကတအားယူပြောလာတာဖြစ်တယ်နော်တက်မလို့ကတကယ်မလို့တဲ့ သူတို့မှာတက်မတော်သားတွေကဟိုရှင်းပြုံလက်နဲ့တိုင်ကင်လာတဲ့အားလုံးကြည့်လိုက်လက်ဘက်မှာပတိတွေနဲ့ကြီးပဲအလကားနေပတိစိတ်နေတဲ့ပုံကိုနော်ဒါဒါဒါမျိုးရှိတယ်အဲ့တော့အလကားနေပတိစိတ်နေတာဘာဖြစ်လဲတစ်ဖက်သားကိုကျင်နာတနာတတ်တဲ့စိတ်တွေရှိတယ်တစ်ဖက်ကြတော့လည်းဒါ အတင်းဟိုဘလူးဆိုင်းနေပြီးပြီဝင်တာရှိတယ်။ချိန်မှတက်မလောင်ကမလွဲမရှောင်တာလို့နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်လိုက်ရတဲ့အခြေအနေမျိုးရှိတယ်။ဒါနိုင်ငံတော်ရဲ့တာဝန်ထမ်းဆောင်နိုင်တဲ့အခြေအနေကလည်းဒါနိုင်ငံတော်အကြီးအကဲမှာအဆင့်မြင့်ဆုံးဖြစ်တဲ့ဒါဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လိုင်ကဒါနိုင်ငံရဲ့အကျိုးကိုရည်မြော်ဖို့ပြီးသူလှုပ်လှုပ်ဆောင်ပေးတာရှိတယ်။နော်သူလှုပ်လှုပ်ဆောင်ပေးတာရှိတယ်။အဲ့တော့သူလှုပ်လှုပ်ဆောင်ပေးတဲ့နေရာမှာကျွန်တော်တို့မြင်တွေ့နေရတာသူလည်းပြာဒါကြီးချမ်းသာနေတာပဲ။ဟုတ်တယ်မလား။ဒီနိုင်ငံတော်တမန်ကြီးပြောမှလည်းချမ်းသာတာမဟုတ်ဘာကြီးပြောမှလည်းဒါမှမဟုတ်သူရဲ့ချမ်းသာကြွယ်ဝမှုတဲ့မုံတိခံလူမုံခံနိုင်ငံရဲ့တိုင်းရဲ့တောင်းကိုသူဟာဒီလိုမျိုးကျိုးပန်းဆောင်ရွက်တာကိုကျွန်တော်တို့တွေ့ရှိရတာပေါ့နော်။အဲ့ဒါမှမဟုတ်အဲ့တော့လေသူ့ကိုတော့အားလုံးကမုံတိမှုတွေ တော့တအားတော့များတာပေါ့အခုကျွန်တော်ကပြောချင်တာကအခုဒီနေရာမှာကျွန်တော်တို့လက်လွတ်ခံဆုပ်ရှုပ်ခံလို့မရဘူးဆိုတာပဲကျွန်တော်ပြောချင်တယ်เนาะအဲ့လိုမျိုးဟိုတိုင်ရင်တိုင်ရင်မှာရှိတဲ့ဒီကျွန်တော်တို့လက်ရှိအရင်ဖြစ်သွားတဲ့အရင်ဖြစ်နေတဲ့စစ်သုံးပန်းတွေတောင်ကျွန်တော်တို့မကယ်တင်နိုင်ရင်နောက်ထပ်ကျွန်တော်တို့ပေးဖို့ဆိုတာကလောက်ဆောင်လို့မရဘူးကျွန်တော်တို့နောက်ထပ်ကျွန်တော်ရဲဝော်တွေတက်မတော်သားတွေကျွန်တော်စစ်သုံးပန်းအဖြစ်ခံလို့မရဘူးเนาะအဲစစ်သုံးပန်းဖြစ်သွားပြီဆိုလဲ တင်ထားတဲ့ပုံစိုးတဲ့ဘဝတွေကိုသူတို့ရင်ဆိုင်မှာမိသားစုတွေလည်းထုံနေလောက်အောင်ပဲလာနှုတ်ပြန်နှုတ်လာနှုတ်နေပဲယနေ့ချိန်ကြီးမျောလင်းနေတယ်ဆိုပြီးအများကြီးရှိတယ်။အဲ့တော့တမလွန်သားနေနေလည်းတက်ဆွန်ကြိုးပမ်းတိုက်ခိုက်တဲ့နေရာမှာလည်းပဲစစ်သုံးပမ်း အဖြစ်မှခံမဲ့နဲ့နောက်ဆုံးကြည်တောင်းကမိမိအတွက်ဆိုတဲ့ဟာမိမိအတွက်ဆိုပေမဲ့တိုင်းပြည်အတွက်ဆိုတာလေးကိုပဲတတ်မှတ်ပေးပါလို့ပဲဒါပိုင်းတိုက်တွန်းခြင်းနဲ့မင်းတိုက်တာမဟုတ်ဘဲနဲ့တော့မင်းမပြောပါနဲ့ဆိုတာမျိုးတော့ဖြစ်ပါလိမ့်မယ်ဒါကိုလည်းကိုချင်းစားပါနဲ့ဒါပေမဲ့ဟိုဘက်မှာမြင်နေရတဲ့စိုးကျိုးတွေကိုပိုင်းကြီးကလှမ်းမြင်နေရတဲ့အတွက်နော်ပိုင်းကြီးတို့ကြတော့သူတို့လှမ်းပြီးတော့ဗီဒီယိုဖိုင်ကြီးပို့တဲ့ချိန်ချောက်မှုတွေရှိတဲ့ဒါလိုမျိုးတွေဟိုကြောက်နံအောင်ကြောက်နံလာမျိုးရှိတော့မြင်တွေ့နေတော့စိတ်မကောင်းလို့ပြောတဲ့စကားလေးဒါဖြစ်တဲ့အတွက်နားလည်းမပေးသေးလို့ပါတယ်တက်မလို့သားလေးရဲရဲဝံဝံဖိုက်ဖိုက်ဖိုက်တင်းပါနော်ဒါကျူးကျူးဆက်ဆက်နဲ့မိမိတို့ရဲ့နောက်မှာပြည်သူတရားလုံးရှိပါလေဆိုတော့ကိုဒါ တက်မလို့သားတဲ့အရင်ကနှလုံးသားမှာတည်ရှိဖို့အတွက်ဒါပိုင်းကြီးတိုက်တွန်းကြပါလေတကယ်နိုင်ငံမှာကမပြောချင်လို့သားမပြောတာပါအရင်တော့ကတော့ဒါတက်မလို့ကိုဒါကျွန်တော်တို့အာနာထိန်းပြီးတဲ့နောက်ပိုင်းမှာတက်မလို့သားတွေကိုကောင်းကောင်းပြောတဲ့သူဆိုတာဒီရက်ကွက်တက်ကွက်မဟုတ်မြို့နဲ့တမင်းနဲ့မဟုတ်တိုင်းတိုင်းမဟုတ်ဘူးဘယ်သူမှမရှိပါဘူးเนาะ အရန်ကိုစိုးစိုးတန်းတန်းပြောတဲ့သူတွေပဲရှိပါလေဒါပေမဲ့ဒီတက်မှာနောက်ရေးရှိလာတော့တက်မှာမှရှိလို့ရှိရင်တိုင်းပြည်မှာဒီအကြမ်းဖက်တွေလှုပ်ဆောင်မှုတွေတအားပြင်းထန်လာတာကိုတွေ့လာတဲ့အတွက်တလန်းစိုးတက်တာပြတ်တာတွေ့လာတဲ့အတွက်တဖြည်းဖြည်းမှတက်မှာကိုအားကိုးလာတာရှိတယ်တက်မှာရဲ့ကြာရှုံးဝိုင်းနိုင်ငံကြာရှုံးမယ်ဆိုတာပြည်သူတွေအများဆုံးသိလာတာရှိတယ်အဲ့ဒါလေးပြောချင်တယ်နော်အဲတက်မှာကာကွယ်ရေးဦးစီးချုပ်ကြီးရောနော်ကြီးလေးညှိကိုကြီးရော တိုင်းဒါကစားမှုတွေရောတိုင်းမှုတွေရောအဲ့ဒီနေရာကိုလုံးဝပြတ်ထားလို့မရပါဘူးတောင်တော်သားတွေလုံးဝယနေ့ချိန်မှာစပြီးတော့ဆုံးရှုံးလို့မရဘူးဆိုတော့ဒါပိုင်းပြောချင်ပါလေဆုံးရှုံးရင်ဘဝနဲ့အချက်နဲ့တိတ်ခါနဲ့ဒါကအကြီးမားဆုံးဖြစ်ပါလေရခင်ကာလတွေကတော့ကျွန်တော်တို့ပြောစရာမရှိမယ်ဒီချိန်မှာဒါလက်နက်ဟိုနဲ့အဆက်ဟို မိပညာရည်နဲ့တိုက်လို့ရှင်အလွယ်တကူရတဲ့ကိစ္စလေးတွေလို့ပဲပြောချင်ပါတယ်မိပညာတွေလည်းထုံးထုံးသုံးဆွက်သိပြီလို့လည်းဒါပိုင်းပြောချင်ပါတယ်ကော်ကရိတ်လိုင်းကော်ကရိတ်မှာဆိုလို့ရတဲ့ဒီ line ကိုကျွေးရမှာဆိုလည်းဒါလက်နက်ကြီးတွေနဲ့ပစ်ကူတွေပေးပြီးရှင်းရတာရှိတယ်အဲ့ဒီဖုန်းကြောင်းထဲမှာရှိနေတဲ့ KNU တွေ PDF တွေကိုလည်းဒါတပ်မတော်ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ဒါတွားရောက်ရှင်းလင်းရတာရှိတယ်ဇာကိုင်းတိုင်းကဏီဒီဆိုလို့ရင်စုလေးမျိုးပေါ့စုလေးကုန်းပေါ့အဲ့မှာလည်းဒါဒီနေ့ဖစ်တူတွားထူရတယ်၄၅ချိန်လောက်နော်ပြီးအဲ့ထက်မှဝင်ရှင်းရတာပြီးတော့ကလေးလက်ပံချောင်းမှာဆိုလည်းဖစ်ထူတာဖစ်ထူတာအဲ့မှာလည်းသူလည်း၄၅ချိန်လောက်ထူရတယ်နော်အဲ့မှာနေနေဆိုပျောက်ပြတ်ထွက်သွားတာမျိုးရှိတယ်ဒါတတ်မလို့ကတော့လှုပ်ဆောင်တဲ့နေရာကြီးမှာတော်တော် ော့လှုပ်ဆောင်တယ်ဒီတနင်္လာရီတိုင်းမှာမှာဆိုလိုက်ပုတ်ပြင်းမျိုးနဲ့မှာရှိတဲ့စည်ရင်နန်းတွေကိုဒါတိုက်ခိုက်မိုင်းဆွဲတိုက်ခိုက်တာရှိတယ်အဲ့တနင်္လာရီတိုင်းကတော့တကယ်ကျွန်တော်ပြောလို့ရှိရင်ဟာတာအိုက်တိုင်းอ่ะအိုက်တိုင်းကတိုင်းလို့အိုက်တိုင်းလူကြီးတွေဟာတာစစ်တပ်ကသူတွေသွားမှာဆိုလို့ရှိရင်အကုန်သိတယ်ဟိုဘက်အကြမ်းဖက်တယ်ရှိလဲလုံးဝမရှင်းဘူးရှောင်ကွေ့ပြီးသွားကြတယ်အဲ့မှာနာမည်တော်တော်ကြီးတယ်အဲ့ဟိုနေရမပြောပြောတာမပြောတော့ချင်းလို့တာမပြောတာနော် ိုလှုပ်ရှားတဲ့အနေအထားမျိုးတွေတအားများတယ်လို့ပြောတယ်ဒီမတင်ရမှာဆိုလို့ရှိရင်ဒါဒီဘက်ကိုတားမယ်ဆိုလို့ရှိရင်ပြီးတော့ပူလို့ရဲစကန်နဲ့အိုက်တိုင်းပဲမနေ့ကတော့ဒါဝင်ရောက်ပြီးတော့ပြက်ကတ်တာရှိတယ်ပြက်ကတ်တော့ဒီဘက်ကလည်းပေးဆက်လိုက်ရတာရှိတယ်နော်ဒါအကျန်းဖက်တွေလောက်ပြက်ကတ်လည်းပေးဆက်လိုက်တာရှိတယ်ဒါတွေကဒါအဲ့မှာရှိတဲ့တိုင်းမှုတွေရဲ့လိုအပ်ချက်လိုပဲကျွန်တော်တုံ့တက်ချင်ပါတယ်တိုင်းမှုတွေပြူအောင်မှုတွေတိုင်းရင်မှုတွေဒါတိရတဲ့အကြီးဆိုလို့ရှိရင်တရာအသေးသုံးအောင်ဟုတ်တရာဆိုတာဒီနာမည်တအားကြီးနေတဲ့နေရာပေါ့နော်ဒီတစ်သိန်းနာရီတိုင်းက နောက်မတရားမှာဆိုလို့ကျကျောင်းဟိုဘုကုန်းရွာလို့ကြောက်တရားရွာလို့ရှမ်းရွာလို့စစ်ကြောင်းထိုးတဲ့အချိန်မှာဒါဒါမတရားမှာနော်စစ်ကြောင်းဝင်ထိုးတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဟိုပွဲတွေကားတဲ့ခါကျတော့လေကြောင်းအောင်ဆို fit ကြီးပဲဘယ်နှလုံးထိုးလဲဆိုတော့29ဟို34လုံးလောက်ထိုးတာတနင်္ဂနွေတနင်္ဂနွေဘုကုန်းရွာသွားလဲတောင်းချောက်ထိုးကြက်တင်နဲ့လိုက်ထိုးကြောက်တရားရွာထိုးရှမ်းရွာထိုးအဲ့လိုမျိုးအတကုံလောက်ရတာရှိတယ်နော်နောက်လူကုန်ကူးမှုဆိုတော့ဟိုနေနေပါလဲဟိုကောင်းမလေးပြောရတာရှိတယ်စနိုက်ပါလေးဟာလားစနိုက်ပါစုပြောရတာရှိတယ်တော်မြတ်နိုင်ရဟိုဘက်ကိုငွေနဲ့ယူလိုက်လို့လူကုန်ကူးမှုဆိုပြီးပြောရတာရှိတယ် လူကကူမောကဒါဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုရင်အုပ်ချုပ်ရေးမှုတွေတချို့အုပ်ချုပ်မှုတွေကျူးလွန်နေတာအများကြီးပဲ။ဘာဖြစ်လို့စစ်ဥပဒေပြပြီးတော့စစ်ကုန်ကူးနေစစ်သားကိုလူကုန်ကူးနေသလိုဖြစ်တယ်နော်။စစ်သားအယောင်းဝင်လုပ်သလိုဖြစ်နေတယ်။ဒါကိုလည်းတက်ဆိုင်ရာလူကြီးတွေကဒါသိရှိပြီးတော့အရေးယူပြီးဖို့လိုအပ်တယ်။ဒါကတာမန်အဆင့်မဟုတ်ဘူး။စစ်မှုထမ်းဥပဒေဘန်းပြပြီးပတ်စံကောက်တာမဟုတ်စစ်မှုထမ်းဥပဒေစစ်သားအယောင်းဝင်လုပ်နေတဲ့ပုံစံမျိုးတွေဖြစ်တယ်။ဒါပိုင်းတော့ဒါကဆိုလူကုန်ကူးမှုအကြီးစားကြီးတွေဖြစ်တယ်။ AI တိုင်းမှာဆိုတော်တော်များလာရှိတယ်။စရင်းတွေတရင်တွေအများကြီးရှိတာလေ။ပြီးရင်ပိုင်းပြောပြပေးပါမယ်ဗျာ။ချောင်းတာဘက်မှာဆိုရင်နည်းနည်းပို့ဆိုးတဲ့ပတ်စံတွေကောက်နေတာလေ။နော်။အားလုံးကြမ်းပါစေ။ချမ်းသာစေ။အဲ